အဲ့တော့စာချုပ်ကကျွန်တော်တို့ branding business မှာအရေးကြီးဆုံးအစိပ်ပိုင်းပဲဘူတို့တငယ်ချင်းချင်းချင်းဆိုတော့ဒါစာချုပ်စာရမ်းနဲ့ငှားရလားဒါမှမဟုတ်ဒီတိုင်းပဲငှားရလားဟုတ်လားနှုတ်တရားစာတစ်လုံးဆိုဒီ on paper ပေါ်မှာချုပ်ထားနိုင်တာတော့အကောင်းဆုံးပေါ့စာချုပ်ချုပ်ချင်တယ်တနိုင်တစ်ပိုင်းလုပ်ငန်းလေးကျွန်တော်တို့စာချုပ်ချုပ်ချင်သို့သောပြဿနာစာချုပ်ထဲမှာနှစ်ဦးနှစ်ဖက်ဘာတွေထည့်ချုပ်ရမလဲဆိုတော့ သဘောတူညီချက်တွေဘလို့တွေထည့်သွင်းပြီးချုပ်ဆိုအောင်မလဲဆိုတော့သဘောတူညီချက်တွေမသိတဲ့15ရန်သူတွေလည်းရှိတယ် ခုနကကိုပြောရတယ်ဒီမှာလေဒီအကိုငွေချင်းတွေကိုစက်တွေဟိုငှားတာတွေရှိရယ်ကွာဟုတ်ကဲ့အဲ့တော့ကိုတို့ငွေချင်းချင်းချင်းဆိုတော့ဒါစာချုပ်စာရမ်းနဲ့ငှားတာလားဒါမှမဟုတ်ဒီတိုင်းပဲငှားတာလားပေါ့ဒါစာချုပ်ချုပ်ချင်းမချုပ်ချင်းရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကဘာတွေရှိမလဲအကိုအတွေ့အကြုံများပေါ့အဓိကတော့စာချုပ်ကတော့ချုပ်တဲ့တာပေါ့နော်ဥမာငွေချင်းပဲပြောပြောဘာပဲပြောပြောဒါနှုတ်တရားစာတစ်လုံးဆိုဒီ on paper ပေါ်မှာ ချုပ်ထားနိုင်တာတော့အကောင်းဆုံးပေါ့ကျွန်တော်တို့ဒါဟိုလုတ်ကိုလုတ်ရမယ်လုတ်ဒီထဲမှာတော့ပါတာပေါ့အမှန်ကျွန်တော်တို့ဒီရန်ရင်နီးလာတဲ့အခါမှာကျတော့ဒီဟာကြီးလုတ်ဖို့ရန်ကလည်းကျွန်တော်တို့ကသွားပြောဖို့ကခက်ခဲတွေရှိတယ်အဲ့ဟာတွေမှာလေတကယ်ကျွန်တော်မလုတ်ဟိုပြောမယ်ဆိုလို့ရှိရင်လုတ်လုတ်ကိုလုတ်ရမှာဖြစ်ပေမဲ့လည်းမလုတ်ဘဲနဲ့ထားခဲ့တဲ့ဟာကြီးလည်းရှိတာပေါ့ဟုတ်ကဲ့ဟိုအပြင်လူတွေကတော့ကျွန်တော်မချုပ်မနေရချုပ်ကိုချုပ်ပြီးမှ သွားတယ်ပေါ့ကျွန်တော်တို့လိုချင်တာနဲ့ဟိုဟိုသူတို့တောင်းဆိုတာနဲ့ကျွန်တော်တို့ကြိုက်မကြိုက်ဈေးနှုန်းနေပါတယ်အကုန်လုံးညှိပြီးတော့ချုပ်ပြီးတော့မှပဲသွားကြတယ်ဟိုပြောတဲ့ဒီ exception နဲ့ပေါ့ဒီတန်ရချင်းတွေအရင်ရင်းနေတဲ့ဟာကျတော့ဟိုမချုပ်တာတွေလည်းရှိပါတယ်မချုပ်တာလည်းရှိရသူတို့နဲ့ကိုယ်နဲ့လုံလုံလာတဲ့တက်တန်ယုံကြည်မှုကုမ္ပဏီတွေရဲ့ယုံကြည်ရမှုတွေပေါ်မှာ မှုတည်ပြီးတော့မချုပ်တဲ့ကုမ္ပဏီလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ ူကျော်သားအနေနဲ့ရောအဲ့ဒီပေါ်ဘလို့ဘလို့မြင်လဲဆိုတာစာချုပ်ချုပ်ချင်းစာချုပ်ချုပ်ချင်းမချုပ်ချင်းစိုးကြိုးကောင်းကြိုးလေးတွေပေါ့အဲ့တော့ဟိုဟာပါစာချုပ်ကတော့လေကျွန်တော်တို့က render လုပ်ပြီး render မှမဟုတ်ပါအဲ့တော့စာချုပ်လိုတယ်ဆိုတဲ့ဟာမျိုးတွေမှာကျွန်တော်တို့ကဖြတ်ကိုဖြတ်တန်းရမယ့် process ပေါ့နော်အဲ့တော့ကုမ္ပဏီတွေနဲ့ဖြစ်လာရင်ကျွန်တော်တို့သွားလုပ်ခဲ့တဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖွဲ့စည်းတွေမှာလဲစာချုပ်ကအသက်ပဲအဲ့တော့ပြောချင်တာကဘာလဲဆိုတော့နှုတ်နှစ်ဖက်ကဟိုလေထဲမှာပြောနေကြတာကျွန်တော်တို့ကဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဘယ်အပိုင်းနေဆောင်ရွက်မယ်ဘယ်အပိုင်းနေ support လုပ်မယ်ဘာတွေတော့ထောက်ပံ့မယ်အော်ဘာတွေတော့ကျွန်တော်တို့ကပေးမယ်စသဖြင့်ပြောတယ်ဟုတ်ကဲ့အဲ့တော့ twin လောက်မယ် customer site ကလည်းအဲငါတို့ကတော့ဘာတွေတာဝန်ယူတယ် အဲ့တော့ပေးမနေရဘယ်လိုပေးမလဲငါတို့ကတော့ဟိုစမောင်းနေရဲ့နေရေးစားရေးကျန်းမာရေးဘယ်လိုတာဝန်ယူမလဲဒါတွေကပြောရရင်တော့လေလေထဲမှာပြောနေတယ်အဲ့တော့ဒီလေထဲမှာပြောနေတဲ့ဟာကိုပို့ပြီးတော့ specific ဖြစ်အောင်ဟုတ်ကဲ့ paper board တင်ဖို့လိုတော့အဲ့တော့ paper board တင်မှသာလျှင်ကျွန်တော်တို့ပေးရမယ့် scope ခေါ်တော့ဗောနော်ဒီ scope ရှိမယ် ဒီဘက်က customer ပေးရပေးရမယ် scope ရှိတယ်။အဲ scope ကကွဲပြားမယ်။အဲ့တော့အခုကဟိုဒီဘက်ခေပေါ့နော်။ဖြစ်လာတာကဘာဖြစ်လာလဲဆိုတော့ဆရာကျော်ကျွန်တော်တို့ရှေ့ရဆရာကျော်တို့ကျွန်တော်တို့ဆွေးနွေးခဲ့တယ်လို့ပဲ။လူတွေကတံမိုးထားမှုတွေအားနည်းလာတာ။အဲ့တော့တံမိုးထားမှုတွေအားနည်းလာတယ်ဆိုတာကဘာလဲဆိုရင်ကိုယ့်ရဲ့နာမည်တွေပေါ်ကိုတံမိုးထားမှုတွေအားနည်းလာ အက်သစ်တွေအားနည်းလာအက်သစ်တွေအားနည်းလာတယ်စာချုပ်တွေကပိုရေးပါလားပိုရေးပါလားအဲ့တော့စာချုပ်ဆိုတာဘာဖြစ်လာလဲဆိုတော့တွေးလာတာဒီဒါစီ just a paper ပဲ just a paper ပဲ contract လို့မမြင်သို့တော့အဲ့ contract လို့မြင်တာဟာလေ contract လို့မမြင်ဘဲနဲ့ဒါဟာငါတို့ရဲ့နာမည်တွေငါတို့ရဲ့ဒစိတ်တွေ ဓာရီကိုတံပိုးထားပြီးတော့ချုပ်ထားတာအဲ့တော့ဖုတ်ဖြတ်ခြင်းနဲ့လူကလည်းဆောက်ချုပ်ထားလဲအလွယ်ပဲ follow မလုပ်ဘူးအဲ့တော့ဒီဘက်ကလည်း follow မလုပ်သလိုဟိုဘက်ကလည်း follow မလုပ်ဘူးအဲ့တော့ဆောက်ချုပ်က it's a useless ပေါ့ဒါကြီးကွာ it's a meaningless ပေါ့ဒါကြီးကအတိတ်ပဲမရှိပါဘူးလို့တွေးလာကြတယ်ကျွန်တော်တို့တော့မဟုတ်ဒိဗေရှိသည်ဖြစ်စေဒိဗေမရှိသည်ဖြစ်စေကျွန်တော်တို့ကစာချုပ်နဲ့ဖြတ်သန်းတယ တော့စာချုပ်ထဲမှာကျွန်တော်တို့ကပေးရမယ့်ကျွန်တော်တို့ငှားရမ်းတဲ့ဈေးနှုန်းပါမယ်ကျွန်တော်တို့ငှားရမ်းတဲ့မရှင်းပါမယ်ကျွန်တော်တို့သုံးဆွဲရမယ့်အခြေခံသုံးဆွဲရမယ့်တစ်လမှာအခြေခံသုံးဆွဲရမယ့် visit units uses ခေါ်တာပေါ့နော်အော်တစ်လကို940ဆိုတော့940ပါတယ်အဲ့ဒါမှမှကျွန်တော်တို့ဘက်ကနေပြီးတော့ support လုပ်ရမယ်ဘာလို့ support လုပ်ရမလဲကျွန်တော်တို့မှ operator တွေထည့်ပေးပါမယ်ဒီ operator တွေက skillful ဖြစ်ပါမယ် ုံလေးလောက်အောင်ပဲကျွန်တော်တို့ကဒီဆက်နဲ့အတူဘာတွေပါမယ်နောက်တစ်ခုကကျွန်တော်တို့ကဆက်က breakdown ဖြစ်တယ် breakdown ဖြစ်ရင်ကျွန်တော်တို့ဒီ breakdown ကာလဘလောက်ဆိုတော့ခဏစောင့်ပါကျွန်တော်တို့ဘယ်နှရက်တွင်းပြင်ပေးပါမယ်စတဲ့ဂရိကဝတ်တွေပါတယ်အဲ့တော့ customer site ကလည်းဟုတ်ပြီမင်းတို့ဒီသဘောတွေနဲ့ဒီဆက်ဒီ price တွေနဲ့တော့လက်ခံတယ်ဒီ basic hour တွေနဲ့လက်ခံတယ်ထိုနည်းလောက်ကောင်းမင်းကိုပေးမှန်းနေရတယ်လို့ပေးမယ် မင်းတော့မင်း invite ဖွင့်ပြီးတော့ခொနည်းရနေရင်မင်းငါပေးမဲ့ပေးမယ်စသဖြင့်ထွေးလကောင်းမဲမင်းလွတ်လိုက်တဲ့ဆက်လူဒီနှစ်ခုကိုတော့ငါတို့ safety ဖြစ်အောင်ထားမယ်ဒီလူတွေကိုလည်းငါတို့နေရေးစားရေးကျန်းမာရေးငါတို့စောင့်ရှောက်မယ်ဒီချက်လက်တွေအကုန်ပါတယ်နှစ်ကတော့စာချုပ်ထဲမှာဟလာမမြင်ရတဲ့သဘောဝဘေးအန္တရာယ်ပါမယ် ဒီတဘာဝအဘိယံတွေတွေဖြစ်လာတဲ့အခါမတို့ဘယ်လိုဆောင်ရွက်ကြမလဲမင်းကဘယ်လိုဆောင်ရွက်မလဲအငင်းပွားမှုတွေဖြစ်တဲ့အခါကျရင်ရောဟေ့မင်းငါနဲ့တရားတော်ပုံဆွဲတာမဟုတ်ဘူးမင်းငါနဲ့ဆွေးနွေးရအောင်အချက်လက်တွေကတော့ဒီလိုရှိပါတယ်သို့တော့အချင်းနေအကြောင်းအရာရာဒီလိုရှိတဲ့အတွက်ကျွန်မင်းငါနဲ့ဖြေလျှော့ဆွေးနွေးရအောင်စသဖြင့်စသဖြင့်စာချုပ်ထဲမှာဒီလိုအချက်လက်တွေပါဖို့လိုတယ်အဲ့တော့စာချုပ်ကကျွန်တော်တို့ render business မှာအရေးကြီးဆုံးအစိတ်ပိုင်းပဲအဲ့တော့ဒီစာချုပ်မရှိတဲ့အခါ အငင်းပွားမှုတွေဖြစ်တဲ့အခါကျရင် ရှင်းရတာအတော်ခက်တယ်အဲ့တော့ကျွန်တော်တို့တိုက်တွန်းနေတယ်စာချုပ်တွေလုတ်ဖို့လုပ်တယ်နောက်တစ်ခုကဥနာအရှိရကျွန်တော်တို့ကဒီယနေ့ရလုပ်ငန်းရှင်များအသင်းနဲ့ပြန်ချိတ်ရရင်ဒီစာချုပ်တွေမှာသက်ဆိုင်ရာနှစ်ဦးနှစ်ဖက်မှာ backlog တွေတော့ထည့်တင်တယ် ငားရန်သူကဘက်ကလော့စီတော့တဲ့တင်နေငားရန်သုံးဆွဲသူကလည်းဘက်ကလော့စီထဲ့တင်နေ to be fair ပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်မျှတတဲ့လုပ်ငန်းကွင်စီးမြင်းနေသဘောတူညီချက်တွေပါတဲ့စာချုပ်ဒီ stand up ဖြစ်တဲ့ format တွေဒါတွေကိုလည်းလုပ်ငန်းရှင်အသိငယ်လို့များဖြစ်လာရင်သူကနေပြီးတော့ဟေးမင်းတို့တော့ဒီစာချုပ် different กว่าဒီစာချုပ်နဲ့တော့ချုပ်กว่า ဒါတော့မင်းတို့ customer side ဒါကတော့ငါတို့ client တို့ side ဟောဒီလိုလေးများပေးလိုက်နိုင်ရင်လေလိုရတာဒီပိုအဆင်ပြေလွယ်လွယ်ကူသွားမှာပေါ့နော်ကိုလွယ်ကူသွားမယ်ကိုအဆင်ပြေသွားမယ်အဆိုးဒီတစ်ခုဖြစ်သွားမယ်ချိန်ကုန်နေလဲတက်တာခုဖြစ်သွားမယ်ချိန်ကုန်လဲတက်တာသွားမယ်ဟုတ်တယ်အော်နောက်တစ်ခုကဘာလဲဆိုတော့တချို့ကကြတော့စာချုပ်ချုပ်ချင်တယ်ကျွန်တော်တို့အခုဆိုရင်သားပေါ်တော့တနိုင်တစ်ပိုင်းပေါ့စာချုပ်ချုပ်ချင်တယ်တနိုင်တစ်ပိုင်းလုပ်ငန်းလေးကျွန်တော်တို့စာချုပ်ချုပ်ချင်သို့သောပြဿနာစာချုပ်ထဲမှာ နှစ်ဦးနှစ်ဖက်ဘာတွေထဲ့ချုံရမလဲဆိုတော့သဘောတူညီချက်တွေဘလို့တွေထဲ့သွင်းပြီးချုပ်ဆိုရမလဲဆိုတော့သဘောတူညီချက်တွေမသိတဲ့15ရန်းသူတွေလည်းရှိတယ်။အဲ့တော့ဒါဒီမျိုးဆိုရင်ကျွန်တော်တို့ကကုညီလို့ရတယ်။လာပါဒါတော့ငါတို့စာချုပ်ထဲမှာပါတဲ့အချက်လက်တွေအဲ့တော့မင်းဘက်ကတော့ဒါဒီဒါဒီသဘောတူရမယ်။ဒီလိုပုံစံမျိုးတွေရေးရမယ်။ customer side ကလည်းဒါဒီသဘောတူရမယ်။စသဖြင့်ဒီ clause တွေဒီ clause တွေပါတဲ့ စတန်ဒတ်ရှိတဲ့စာချုပ်တွေဆိုလဲသို့တော်ဒီလုပ်ငန်းမှာလာပြီးတော့ဒီလောကကိုအခုမှစဝင်ပြီးတော့လုံးမဲ့လူတွေကိုလည်းကျွန်တော်တို့ကအထောက်ပံ့ပေးလို့ရတယ်။အဲဒါတော့ဟိုစာချုပ်နဲ့ဟိုပတ်သက်လို့ပါ။အဲတော့ချုပ်ပြောရင်ပေါ့လေ။မိကုန်းကိုချုပ်ရရင်တော့စာချုပ်တွေလုတ်လုတ်ဖို့လိုပါတယ်။အဲသို့တော့စာချုပ်တွေမှာထည့်သွင်းရမယ့် clause တွေမသိတဲ့အခါကျွန်တော်တို့လည်းလာမေးလို့ရပါတယ်။ ဲ့တော့ပြီးလို့လည်းရပါတယ်အဲ့တော့စာချုပ်ကကျွန်တော်အနေနဲ့တော့တကယ်အရေးကြီးတဲ့ဟို process တွေမှာပါပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ e render market မှာအောင်မြင်အောင်လုပ်ဖို့အောင်မြင်အောင်အောင်မြင်အောင်ဆောင်ရွက်ဖို့ဟာ the key factor သုံးခုလို့ပြောမှဆိုရင်ဒီလုပ်ငန်းလည်းဟိုပတ်ဆိုင်ရှာလို့ရွယ်တယ်လို့ပြောလို့ရတယ်လို့မှားသွားရင်လည်း 秋妈妈一样，你阿姨呗。